အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ရဲ့ YouTube Channel ကိုကြည့်ရှုအားပေးနေကြတဲ့ဒေါ်လန်မိဘပြည်သူများအားလုံးဒီနေ့တာလုံးမှာကိုစိတ်နှစ်ဖြာချမ်းမာရွှင်လန်းချမ်းမြေကြပါစေလို့ဥစွာပထမနှုတ်ခွန်းဆက်ကားတော်ပြုတ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ရဲ့ YouTube Channel ကနေပြီးတော့မှတင်ဆက်ပေးနေတဲ့ဒီနေ့ဘာပြောမလဲဆိုတဲ့အစီအစဉ်ကနေပြီးပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့ဘာပြောမှာလဲဆိုတော့ကျွန်တော်တို့ပြီးခဲ့တဲ့ဇွန်လ12ရက်နေ့က လူမှုကွန်ရက်စာမျက်နှာမှာပြန့်နှံ့လာခဲ့တဲ့ကျွန်တော်မန္တလေးမြို့ပေါ်မှာဆိုင်ကယ်နဲ့လမ်းမပေါ်မှာတွားနေတဲ့လူငယ်တစုကိုအကျန်းဖက်အာနာသိန်းစစ်ခွေးတွေရဲ့အုတ်ထုတ်ဆောင်ထားတဲ့လူငယ်တစုက အနောက်ကနေလိုက်လံပြီးတော့အနိုင်ကျင့်ရိုက်နှက်ထိုးကျိတ်ကန့်ကြောက်ခဲ့တဲ့ဗီဒီယိုနဲ့ပတ်သက်ပြီးကျွန်တော်ဒီနေ့ပြောမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါကျွန်တော်တို့ဇွန်လ12ရက်နေ့ကလူမှုကွန်ရက်စာမျက်နှာမှာအခုလို လူမဆန်စွာ လူအချင်းချင်းလူငယ်အချင်းချင်းဇယိုက်ဆန်ဆန် အနိုင်ကျင့်ထိုးကျင့်နေတဲ့မြင်ကွင်းဟာ အနိုင်ကျင့်ထိုးကျင့်ခံနေရတဲ့လူငယ်တွေဘက်ကနေပြီးတော့မှ အမတန်ကူမှဒေါသထွက်เสียကောင်းပါတယ်ကျွန်တော်တို့ရုပ်တန်ထဲမှာပါတဲ့ဇာတ်ရည်ရာဒီအနိုင်ကျင့်ထိုးကျင့်ခံရတဲ့လူငယ်တစုဟာဆဲဆိုသွားလို့ဒီအကျန်းဖတ်အာနာသိန်းစစ်ခွေးတွေရဲ့အုတ်ထုတ်ကိုစောင်းထားတဲ့လူငယ်တစုကလိုက်လံပြီးတော့ထိုးကျင့်ကြလို့သိရှိရပါတယ် ဘလို့ပဲဒီအရှိရနေပြီပေါ့နော်သွားတဲ့လူငယ်တစုကဆဲဆိုပြီးသွားပါစေဦးတော့ပေါ့နော်အခုလို့မင်းမဲ့ဇရိုက်ဆန်ဆန်လူအချင်းချင်းအနိုင်ကျင့်ထိုးကျိတ်နေခြင်းဟာဘလို့နီးနေမှာကျတို့လက်ခံလို့မရပါဘူးအဲ့တော့နောက်စိုးတာအခုလို့လူသားအချင်းချင်းလူငယ်အချင်းချင်းအနိုင်ကျင့်ထိုးကျိတ်ကန့်ကြောက်နေတဲ့လူငယ်တစုဟာအာနာတိတ်အကျန်းဖတ်စစ်ခွေးတွေရဲ့အုတ်ထုတ်ကိုစောင်းထားပြီးတော့ကျတို့ပြည်သူစစ် ပတ္တဆလောက်ကောင်ကြီးဖြစ်တယ်လို့လဲသိရှိရပါတယ်။အဲ့တော့အကျမ်းပတ်စစ်အာဏာရှင်လက်ထက်မှာဒီစစ်ခွေးတွေကအခုလို့ကျွန်တော်တို့ပြည်သူတွေစိတ်မချမ်းမြေ့စရာ မြင်ကွင်းတွေကိုပြည်သူတွေမမြင်မြင်အောင်ပြည်သူတွေမကြုံကြုံရအောင်တမင်တွေးကြုံအောင်အခုလို့ပတ္တဆပြည်သူစစ်လောက်ကောင်ခွေးလေးတွေကိုမွေးမြူထားပြီးတော့ပြည်သူတွေကြားထဲကိုထည့်လိုက်ပြီးတော့လမ်းမပေါ်တက်လိုက်ကြိုက်ခိုင်းနေတာပဲဖြစ်တယ်ပေါ့နော်ကျွန်တော် ဒါမှလည်းပြည်သူတွေကအကြောက်တရားဝင်ပြီးတော့ဒီစစ်ခွေးတွေကမြို့ပေါ်မှာကျွန်တော်တို့ဒီစစ်ခွေးတွေကပေါ့နော်မြို့တွေပေါ်မှာလှုပ်ချင်တိုင်းလှုပ်လို့ရမယ်သူတို့လှုပ်ချင်တိုင်းလှုပ်လို့ရမယ်သူတို့ခိုးချင်တိုင်းခိုးလို့ရမယ်နိုင်ငံကိုတိုးတက်ကောင်းမွန်ခြင်းမရှိတဲ့နိုင်ငံဖြစ်အောင်သူတို့လှုပ်လို့ရမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့စစ်အာဏာရှင် တစုကသူတို့မိသားစု မျိုးရိုးစင်ဆက်စားလို့မကုန်မျိုးလို့မကုန်အောင်ခိုးလို့ရဖို့အတွက်ကိုပြည်သူတွေကို မွဲပြာကြအောင်လှုပ်တယ် အကြောက်တရားနဲ့အုပ်ချုပ်တယ်အခြေခံလူတန်းစားပြည်သူတွေရဆိုလို့ရှိရင်ကျွန်တော်တို့စာဝိနေရေးတွေကိုစိုးရိမ်ပူပန်နေရတဲ့အတွက်တို့နိုင်ငံရေးကိုစိတ်မဝင်စားအားတော့ဘူးအဲ့ဒီခါမှာဒီစစ်ခွေးတွေကခိုးကျင်တိုင်းခိုးမယ်လှုပ်ကျင်တိုင်းလှုပ်မယ်အဲ့ဒီဟာတွေကိုဖြစ်ဖို့အတွက်ပေါ့တို့ကဒီလိုမျိုးပဒါစပြည်သူစစ်ခွေးလေးတွေပေါ့နော်လက်သက်မွေးနေပြီးပြည်သူတွေထဲထဲကိုထည့်ပြီးတော့အခုလိုမျိုးလူမဆန်တဲ့အနိုင်ကျင့် နော်ရိုက်နဲ့ထိုးကျိတ်နေတဲ့လူမဆန်တဲ့ပုံစံမျိုးလေးတွေကိုလိုက်လုတ်ခိုင်းနေတာဖြစ်တယ်ပေါ့နော်အဲ့ဒါမှလည်းသူတို့ဥစ္စာတည်မြဲမယ်သူတို့အာဏာတည်မြဲမယ်ပြည်သူတွေကအကြောက်တရားဝင်သွားပြီးတော့ပေါ့နော်အဲ့ဒီနောက်ပြီးဒီစစ်ခွေးတွေပေါ့နော်အကြမ်းဖက်စစ်ခွေးတွေကလက်လက်တက်ပြီးတော့မွေးမြူထားတဲ့ဒီလောက်ကောင်တွေဖြစ်တယ်ပေါ့နော်စာမတက်ပေမတက်အနေချောင်းအစားချောင်းနေတဲ့ဒီပဒသပြည်သူစစ် လောက်ကောင်တွေကလည်းအကြမ်းဖက်အာဏာသိမ်းစစ်ခွေးတွေအလိုကြဒီပထွေးတွေအလိုကြပေါ့နော် ပြည်သူကိုအခုလိုမင်းမဲ့ဇရိုက်ဆန်ဆန်အနိုင်ကျင့်ရိုက်နှက်ထိုးကျိတာတွေပြုတ်လောက်လာတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။တို့ဒီပသဆာလောက်ကောင်တွေဟာကိုကြီးစာတရားမရှိဘဲနဲ့ပြုတ်ကျင့်နေကြတာဟာဆိုလို့ရှိရင် အခုကျွန်တော်တို့ဒီကောင်တွေဒီကောင်တွေကိုပြောစရာစကားလုံးကိုရှိ ਉ မရှိဘူးပေါ့နော်။ကဘာမြေကြီးပေါ်မှာရှိနေတာကမြေတော်တော်လေးနေပြီပေါ့နော်။စံကုန်မြေလေးဖြစ်နေရတယ်ပေါ့နော်။အဲ့တော့ဒီထိုးကျိတ်ကံကြောက်အနိုင်ကျင့်နေတဲ့ရုပ်တံဟာလူမှုကွန်ရက်မှာလဲ ပြက်နှံ့လာရောဒီမေလိုကျမ်းဖတ်စစ်ခွေးတွေရဲ့ဘောမလော်ဘီတွေကနေပြီးတော့မှဘာပြောကြလဲဆိုတော့ဘလို့တည်င်းကိုလိန်ပြီးဖာကြကြလဲဆိုတော့ဒီစစ်ခွေးအုတ်ထုတ်ဆောင်းထားတဲ့ကောင်တွေကအုတ်ထုတ်ဆောင်းပြီးပတ္တဆပြည်သူစစ်အယောင်ဆောင်းတာပါတဲ့ကဲကြားလို့မှကောင်းကြသေးရဲ့လားဗျာကြားလို့မှကောင်းကြသေးရဲ့လားကျတော်တို့ပြည်သူစစ်အယောင်ဆောင်းတာတဲ့နော်ဒီမှာယခုဖြစ်စဉ်ပါ ပြည်သူစစ်အယောင်ဆောင်များထဲမှာဂျလေးဘီနှစ်ကောင်အားတောင်တမန်အင်းကံပတ်လမ်းရှိလမ်းဘေးကော်ဖီဆိုင်မှာ73ရက်ကျွန်တော်တို့ဇွန်လ73ရက်2025မှာပေါ့နော် ဖန်းစီရမိပါပြီနောက်ဆက်တွဲတရခန့်များအားဆက်လက်ဖန်းစီနေစေ ဖြစ်ပြီးပတစပြည်သူစစ်အယောင်ဆောင်များတာဖြစ်တယ်လို့ဒီမှာပေါ့နော်ဘောမလော်ဘီကြော်စွာကတင်ထားတာကိုကျွန်တော်တို့တွေ့မြင်ရမှာပဲဖြစ်ပါတယ် เนาะနောက်ထပ်ဘောမလော်ပြီးစစ်ခွေးမတူဖြစ်တဲ့ဒီစနိုးကွင်းအကောက်မှာလည်းတင်ထားတာဆိုရင်ယခုဖြစ်စဉ်ပါပြည်သူစစ်အယောင်ဆောင်များတဲ့မှာဂျလေဘီနှကောင်အားတောင်တမန်အင်းကံပတ်လမ်းမှာရှိတဲ့လမ်းဘေးကော်ဖီဆိုင်မှာကျွန်တော်ဒီနေ့ဇွန်လ23ရက်နေ့2025ခုနှစ်ဇွန်လ23ရက်နေ့မှာဖမ်းဆီးရမိပါပြီနောက်ဆက်တွဲတရက်ခန့်များအားဆက်လက်ဖမ်းဆီးနေစေဖြစ်ပြီးပတ်တာစအယောင်ဆောင်များတာဖြစ်တယ်လို့ဒီမှာ တတိယကိုလိန်လဲပြီးတော့ဖော်ပြထားတယ်ပေါ့နော်ဘလို့တော်မှလိန်လဲပြီးဖာကြနေတဲ့ဘောမှလော်ဘီဒီလဲတော့မသိဘူးနော်တကယ်ကိုလိန်လဲလိန်လဲတဲ့နေရာမှာထိတ်ဆုံးအောင်နေနော်ဘလို့ပဲသူတို့တတိယကိုလိန်ပြီးပဲဖာကြဖာကြစစ်ခွေးအုတ်ထုတ်စောင်းပြီးတော့ရွယ်တူချင်းချင်းရိုက်နှက်ထိုးကြိတ်တဲ့ဖြစ်စဉ်ကကျွန်တော်တို့အခုလို့ဆိုရှယ်မီဒီယာမှာပြန့်နှံ့လာတာလဲများကောအယောင်ဆောင်အေးအေးယူမှုတွေထပြီးတော့လုတ်ပြတယ် ဒီစစ်ခွေးတွေဘက်ကပေါ့နော်ဒါကိုဘောမလော်ဘီတွေရနေပြီးတော့မှဒီလိုမျိုးတည်င်းကိုလိန်ပြီးဖာကြပြီးတော့လိန်တဲ့တည်င်းတွေကိုအယောင်ဆောင်နေပါပြည်သူစစ်ပတ်သက်စအယောင်ဆောင်နေပါလို့လိန်လဲပြီးတော့ပေါ်ပြထားတယ်ပေါ့နော်ကျွန်တော်တို့သူတို့ဘလို့ပဲလိန်လဲပြီးထုတ်ပြန်ထုတ်ပြန်ယုံနိုင်ပွဲရတခုမှမရှိတာဘာလို့လဲဆိုတော့ကျွန်တော်တို့တေချာစဉ်းစားကြည့်ဗျာကျွန်တော်တို့မြို့ရွာတွေပေါ်မှာဒီလောက်ထိအကျန်းဖက်အာနာသိစစ်ခွေးတွေဟာဒီလောက်ထိတင်းကျပ်မှုတွေပြုလုပ်ထားတာဗျာ တာမန်အယတားပြည်သူဆိုလို့ရှိရင်ဒီစစ်ခွေးအုပ်ထုပ်ကိုစောင်းပြီးတော့အနိုင်ကျင့်ရဲပါမလားနောက်တစ်ခုကျွန်တော်ဒီစစ်ခွေးအုပ်ထုပ်ကိုကျွန်တော်ပြည်သူတွေကတော့စောင်းမယ်မြန်ထင်နေလားကျွန်တော်ပြည်သူတွေကစစ်ခွေးတွေကိုယွန်းရှာမုံတီးနေတာဖြစ်တဲ့အတွက်ဒီစစ်ခွေးအုပ်ထုပ်ကိုစောင်းမှာတော့မဟုတ်ဘူးကင်တော့မကင်ဘူးစောင်းဖို့နေတာကင်တော့ကင်မှာမဟုတ်ဘူးပေါ့နော်ဒါကိုစစ်ခွေးဘောမလော်ဘီတွေကဒီ အနိုင်ကျင့်ထိုးကျိနေတဲ့လူငယ်တွေဟာပဒါစပြည်သူစစ်အယောင်ဆောင်တွေပါစစ်ခွေးအုပ်ထုကိုစောင်းပြီးတော့အယောင်ဆောင်နေတာဖြစ်ပါတယ်လို့သတင်းကိုလိန်လေဖာကြတယ်ပေါ့နော်သူတို့ဘလို့ပဲလိန်လေပြီးဖာကြဖာကြဒီဒီခေတ်မှာသတင်းကိုလိန်လို့မရတော့ဘူးပေါ့သူတို့ဘောမာတွေအချင်းချင်းပဲဒီသတင်းတွေကိုအဲ့လိုလိန်လေပြီးပြောလို့ရမယ်ကျွန်တော်တို့ပြည်သူတွေကိုသတင်းလာ လိန်လို့မရတော့ဘူးကျွန်တော်တို့တော်လန်ပြည်သူတွေကအုံနောက်ရှိတယ်အိုင်ကျူမြင့်တယ်စဉ်းစားတွေးခေါ်နိုင်စွမ်းရှိတယ်ဘယ်ဟာအမှားလဲဘယ်ဟာအမှန်လဲ အားလုံးစဉ်းစားတွေးခေါ်နိုင်စွမ်းရှိတယ်။အဲ့တော့ကျွန်တော်တို့ဒီဘောမလော်ဘီတွေရပါတော့ဖမ်းခံရပြီးတော့အယောင်ဆောင်လို့ဒါတင်းတွေကိုလိန်လဲပြီးထုတ်ပြန်နေတာဒီပဒါစစစ်ခွေးလေးတွေအားဆိုလို့ရှင်ရဲစခန်းတွေကထွက်လာပြီးတော့ပြည်သူကိုမိုက်ကြီးခွဲအနိုင်ကျင့်နေရဖြစ်တဲ့အတွက်ဒီရဲခွေးတကောင်ကောင်ရဲ့မိသားစုလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ငငယ်ကဒီလိုဖြစ်ရတဲ့ဟာကျွန်တော်ငငယ်ရဆိုလို့ရှင်ကြုံမှုတယ်ကျွန်တော်တို့တွေ့မှုတယ်မြင်မှုတယ်ပေါ့နော် တို့တို့အကောင့်ကြီးကြီးသားသမီးတွေပေါ့စစ်ခွေရဲခွေတကောင်ကောင်ရဲ့သားသမီးဒါမှမဟုတ်ငွေကြေးပြည့်စုံတဲ့မိသားစုအတိုင်းဝိုင်းကနေပြီးတော့စင်းသက်လာတဲ့ចောင်းသားကလေးငယ်တယောက်ဆိုလို့ရှိရင်ကျွန်တော်တို့ចောင်းကဆရာဆရာမတွေကဖူးဖူးမုတ်ချင်းကိုခံရတယ်ဆရာဆရာမတွေရဲ့ပါသားပေးခြင်းကိုလည်းခံလဲခံရအောင်ဘာဖြစ်လဲဆိုတော့အဲ့ဒီចောင်းသားကလေးတွေကအုပ်စုဖွဲ့ပြီးတော့အနိုင်ကျင့်တာတွေလုပ်ကြတယ်เนาะအဲ့တော့အခုလို့ လမ်းမပေါ်မှာအခုလိုမင်းမဲစရိုက်ဆန်ဆန်အနိုင်ကျင့်မှုတွေကအခုမှဖြစ်တာမဟုတ်ဘူးကျွန်တော်တို့စာတင်ကြောင်းနေမှာလဲအုပ်စုဖွဲ့အနိုင်ကျင့်မှုတွေကိုဆိုရှယ်မီဒီယာတွေမှာတနေ့မဟုတ်တနေ့ကျွန်တော်တို့တော်လန်ပြီးပါပြည်သူတွေတွေ့မြင်နေရတာပဲဖြစ်တယ်အဲ့တော့ကျွန်တော်ခလေးတငယ်တွေကို အသိပညာအတတ်ပညာကျွန်တော်တို့ဇာတိတာတွေကျွန်တော်တို့ပေါင်းသင်းဆက်ဆံရေးအကြောင်းအရာတွေစတဲ့ပညာရက်တွေကို လေ့ကျင့်ပြုစုပြောထောင်ပေးရတဲ့ အစိုးရစာတင်ကြောင်းတွေထဲမှာတော့မှအခုလိုအုပ်စုဖွဲ့အနိုင်ကျင့်မှုတွေရှိနေတယ်ဆိုရင်ကျွန်တော်တို့အခုလိုလမ်းမပေါ်မှာမင်းမဲဇယိုက်ဆန်ဆန်အနိုင်ကျင့်မှုတွေရှိနေတာဟာထူးဆန်းပွဲရတော့မရှိပါဘူးတကယ်တမ်းကျတော့ကျွန်တော်တို့အခုလိုဖြစ်နေရခြင်းရဲ့အဓိကအကြောင်းရင်းကကျွန်တော်တို့နိုင်ငံကြီးအားဆိုလို့ရှိရင်ပညာရေးစနစ် အားနည်းရခြင်းနဲ့ကျောတို့မိဘတွေကနေပြီးတော့မှသွန်တင်ဆုံးမပေးမှုအားနေခြင်းကြောင့်ပဲဖြစ်တယ် ဘာလို့လဲကျွန်တော်တို့နိုင်ငံရဲ့အစိုးရအစာတင်ကျောင်းဟာဆိုရင်ကျွန်တော်အပေါ်မှာပြောခဲ့သလိုပဲကလေးတငယ်တွေကို အသိပညာအတတ်ပညာဇာတိတာနဲ့ပတ်သက်တာတွေပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာထားရှိရမယ့်လေးစားမှု လေးစားမှုထားရှိရမယ့်အကြောင်းအရာတွေကိုတေးချာလေးကျင့်ပြုစုပြိုးထောင်ရတဲ့အခြေခံအုံမြင့်နေရာဖြစ်ပါလျက်နဲ့ကျွန်တော်တို့ငငယ်ရဆိုလို့ရှိရင်ဒါပေးဒါချက်ဒါမှတ်အောင်ရရတဲ့စနစ်ပေါ့နော်။နောက် ပတ်စံရှိတဲ့သားသမီးဆိုလို့ရှိရင်ပတ်စံရှိသလိုဆက်ဆံခဲ့ရတယ်။ចောင်းကျူရှင်တတ်နိုင်တဲ့လူကိုចောင်းကျူရှင်တတ်နိုင်တယ်လို့ခွဲခြားဆက်ဆံခြင်းကိုခံခဲ့ရတဲ့ဒီစစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာပညာရေးစနစ်မှာကျင်လည်ခဲ့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်နိုင်ငံရဲ့ပညာရေးစနစ်ကအရန်ကိုဝန်းနေပွဲကောင်းတယ်။ဒီလို အုပ်စုဘွဲ့အနိုင်ကျင့်မှုတွေဖြစ်ပေါ်လာခြင်းအကြောင်းရင်းရလဲဒီလိုပညာရေးစနစ်အားနည်းခြင်းကြောင့်လည်းဖြစ်တယ်ပေါ့နော်။ Now မိဘများရဲ့တွင်တင်ဆုံးမတာအားနည်းမှုဒါဟာလေ တကယ်ကို အရေးကြီးပါတယ်အိမ်ဒိန်ကစလို့လန်တလန်ရက်ွက်တခုကျွန်တော်တို့မြို့နယ်တခုပြည်နယ်တခုတိုင်းပြည်တခု နိုင်ငံတခုဖြစ်တဲ့အတွက်ကြောင့်မလို့အိမ်ဒိန်ကသွန်သင်ဆုံးမလမ်းပြမှုဟာကျွန်တော်တို့တိုင်းပြည်တိုးတက်ဖို့အတွက်နိုင်ငံ တိုးတက်ဖို့အတွက်ပတ်ဝန်းကျင်ကောင်းမွန်လာဖို့အတွက်အရန်ကိုအရေးကြီးပါတယ်အိမ်ဒိန်ကသွန်သင်ဆုံးမလိုက်တဲ့ကိုချင်းစာတရားတွေပတ်ဝန်းကျင်အနေထားတွေ ပတ်ဝန်းကျင်နဲ့ဘလို့သားဇာတာဖြစ်အောင်နေရမလဲဆိုတဲ့အကြောင်းအရာတွေလူသားချင်းချင်းလိုက်နာကျင့်သုံးရမယ်ထားရှိရမယ်အတ္တသဘောတရားတွေကြီးသူကိုယုံသေးရွယ်သူကိုလေးစားငယ်သူကိုတနာဆိုတဲ့ဒီထားရှိရမယ်သဘောတရားတွေကိုကောင်းစွာခလေးတွေကိုပြုစုပြိုးထောင်ပေးနိုင်မှသာကျွန်တော်တို့အခုလိုစိတ်မချမ်းမြေ့စရာကောင်းတဲ့အုပ်စုဖွဲ့အနိုင်ကျင့်မှုတွေဟာနေပါလာမှာပဲဖြစ်တယ်ဘာလို့လဲဆိုတော့ ကျွန်တော်တို့နိုင်ငံရဲ့စစ်အာဏာရှင်စနစ်မှာ ရှင်သန်ခဲ့ကြရတဲ့တာမန်လက်လုတ်လက်စားပြည်သူတွေအနေနဲ့ဒီကျွန်တော်တို့ကလေးငယ်တွေကိုအချိန်ပေးပြီးတော့မပြုစုနိုင်တော့ဘူးပိုချင်းစာတရားထားရှိရမှာတွေကျွန်တော်တို့တွန်တင်ဆုံးမမှု အားနေကြတော့ဒါလည်းရှင်းပါတယ်ကျွန်တော်ပြည်သူကိုစစ်အာဏာရှင်ကငွဲပြာကြအောင် တမင်ကိုလှုပ်ထားတာခေဆက်ဆက်เนาะပြည်သူကိုစင်ရဲအောင်နိုင်ငံမတိုးတက်အောင်ခေဆက်ဆက်စစ်အာဏာရှင်က လောက်ထားတာဖြစ်တယ်။အဲ့တော့ကျွန်တော်တို့ကအလုတ်ကန်ခွန်လန်းနေပါကြတယ်ကျွန်တော်တို့မိဘပြည်သူတွေအားဆိုရင်စားဝတ်နေရေးကလေးတွေရဲ့ကြောင်းစရိတ်ကျူးရှင်စရိတ်ဓာတ်တွေကို စိတ်ပူနေရတော့ကလေးတွေအပေါ်မှာတွင်တင်ဆုံးမမှု အားလမ်းပြပေးနိုင်မှုအားကိုကျင်းစာတရားထားရှိမှု ကိုကျင်းစာတရားထားရမှာတွေနော်လူချင်းချင်းလေးစားလိုက်နိုင်ရမယ့်အကြောင်းအရာတွေကိုတွင်တင်ပေးမှုတွေအားနေလာတဲ့အတွက်ကျွန်တော်တို့အခုလိုမျိုးယနေ့အခုလိုမျိုး တွေးမြင်နေရတဲ့စိတ်မချမ်းမြေ့ဖွယ်ရာဒေါသဖြစ်เสียကောင်းတဲ့လူအချင်းချင်းအနိုင်ကျင့်တဲ့မင်းမဲ့စရိုက်ဆန်ဆန်ဖြစ်ရတဲ့တွေးမြင်နေရတာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ငွေကြီးတက်နိုင်တဲ့ပတ်ဝန်းကျင်ကကလေးတွေအားဆိုလို့ရှိရင်ကိုယ်ပိုင်အထက်တန်းကျောင်းတွေထားနိုင်တဲ့အတွက် ကိုယ်ပိုင်ကျောင်းတွေကကလေးတွေရဲ့တိုးတက်မှု စကေးဟာဆိုလို့ရှိရင်ကျွန်တော်တို့တာမန်အယက်သားပြည်သူတွေကအစိုးရကျောင်းတွေမှာထားတဲ့ကလေးတွေနဲ့ရှင်လိုက်ရင်တော်တော်ကွာခြားပါတယ် ဝိုင်းဘာကြောင့်လဲဘာလို့ဒီလိုကြွားချတာလဲဆိုလို့ရှင်ကိုပိုင်ចောင်းនីကတဒန်းကိုပက်ဆန်ဘလောက်ဘလောက်ဆိုပြီးတော့တန်ကြီးတတ်မှတ်ပြီးတော့မှစားပစ်ပေးတယ်လို့မျိုးပညာရေးကိုကောင်းမွန်စွာနဲ့စားပစ်ပေးပြီးတော့ကလေးတငယ်တွေကိုတိုးတက်လာအောင်เนาะအကျင့်စာရိတ်ကြတွေကောင်းလာအောင်ပြီးတော့ကိုရင်းစာတရားတွေကောင်းလာအောင်သူ့ထက်ကအလူရက်ပေါ့เนาะနောက်ပိုင်းအခုနောက်ပိုင်းဆိုလို့ရှင်ကျွန်တော်တို့မြန်မာနိုင်ငံမှာကိုပိုင်ចောင်းនីရှိလာအများအပြားဖြစ်လာတဲ့အတွက်ကြောင့်မလို့ဒါကြောင့်နဲ့ဒါကြောင့် promote ဒီအရန်လှုပ်လာကြပြီးတော့ကလေးတွေရဲ့ပညာရေးစနစ်ကိုဒီငွေနဲ့ဝယ်ယူရတယ်လို့မျိုးတွေဖြစ်လာ။အဲ့တော့ကျွန်တော်တို့နိုင်ငံရဲ့ပညာရေးစနစ်ကအရန်ကိုဝန်းနေဖို့ကောင်းတယ်ပေါ့နော်။ငွေကြေးတက်နိုင်တဲ့ကလေးကြတော့ဒီလိုမျိုးတွေပြည်စုံတဲ့နေရာတွေမှာကောင်းမွန်စွာပြုစုလေ့ကျင့်ပြုစုပြောထောင်ပေးတာခံရပြီးတော့ကျွန်တော်တို့အစိုးရအကြောင်းတွေမှာတက်တဲ့ကလေးတွေဆိုလို့ရှိရင်เนาะဖြစ်တယ်လို့မျိုးတင်ကြားမှုစနစ်တွေကိုကြုံတွေ့ခဲ့ရတယ်ပေါ့။ဒါကြောင့်မလို့လေကျွန်တော်တို့နိုင်ငံမှာအခုလိုမျိုး တွေ့ကြုံခံစားနေရတာဖြစ်တယ်။အဲ့တော့ကျွန်တော်တို့နိုင်ငံရဲ့ပညာရေးစနစ်ကအရန်ကိုနှိမ့်ကြခဲ့ပြီးအရန်ကိုဝန်းထဲကြကောင်းခဲ့တယ်။ကလေးတစ်ယောက်ရဲ့ပညာရေးဗျာကိုကျင်တရားကောင်းမွန်ပြီးကိုကျင်းစာတရားတွေရှိဖို့ကလေးတစ်ယောက်မှာ အစိုးရအကြောင်းတွေကနေပြုစုပြောထောင်တင် जा ပေးရမယ်အစားကျွန်တော်တို့ကလေးတွေရဲ့ပညာရေးအတွက်ငွေနဲ့ဝယ်ယူနေကြတာဆိုလို့ရှိရင်အရန်ကိုတိတ်ကူမှအကြီးတန်းစီတဲ့ဖြစ်ရဖြစ်တယ် တို့အစိုးရရဲ့နိုင်ငံအပေါ်မှာ ဥဆောင်နိုင်မှုညံပြင်းမှုကိုလည်းတိတာထင်ဟပ်ပေါ်လွင်စေတယ်။အဲ့တော့ဘောမလော်ဘီကြီးကကျွန်တော်တို့ဘလောက်လိမ့်လိမ့်ဒီကနေ့ကျွန်တော်တို့ဆိုရှယ်မီဒီယာမှာပြန့်နှံ့နာမည်ကြီးလာတဲ့ဒီအကျန်းဖက်စစ်ခွေးတွေရဲ့အုတ်ထုတ်ကိုစောင်းထားတဲ့လူငယ်တစုဟာဆိုင်ကယ်နဲ့မန္တလေးမြို့ပေါ်မှာတွားနေတဲ့လူငယ်တစုကိုအနောက်ကနေလိုက်ပြီးတော့ထိုးကြိတ်ရိုက်နှက်ပြီးအနိုင်ကျင့်တဲ့ မင်းမဲ့ဇယိုက်ဆန်ဆန်အနိုင်ကျင့်တဲ့ဖြစ်ရဟာဆိုလို့ရှိရင်ဒီအနိုင်ကျင့်နဲ့ဒီစေုပ်ထုတ်ဆောင်းထားတဲ့လူငယ်တွေဟာဆိုရင်ပတဆအယောင်ဆောင်နေပါသူတို့ဖမ်းဆီးရေယူလိုက်ပါပြီဆိုပြီးတော့လိန်လေပြီးတော့ဒီနေ့မှာတည်င်းကိုထုတ်ပြန်ထားတယ်ဗောနော်အဲ့တော့ယနေ့ခေတ်မှာဘောမလော်ဘီဒီဘလောက်လိန်လိန်လိန်လို့မရတော့ကျွန်တော်တို့တော်လန်ပြည်သူတွေကအိုင်ဂျူမြင့်နဲ့စဉ်းစားတွေးခေါ်နိုင်စွာရှိတယ်ဒီဘောမဘက်ကဘောမတွေလိုမျိုးမဟုတ်ဘူးစဉ်းစားဉာဏ်မရှိတဲ့သူတွေမဟုတ်ဘူး ဲ့တော့ကျွန်တော်ရဲ့ဒီနေ့ဘာပြောမလဲအစီအစဉ်မှာအချုပ်အားဖြင့်ပြောရမယ်ဆိုရင်ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ကတော်လန်မိဘပြည်သူတွေအနေနဲ့အခုလိုမျိုးအနိုင်ကျင့်မှုတွေပပျောက်ပြီးတော့ကောင်းမွန်တိုးတက်တဲ့နိုင်ငံဖြစ်အောင်ဝိုင်းဝန်းကြိုးစားကြမှာဖြစ်တယ်။ဒါမှလည်းကျွန်တော်တို့အနာဂတ်မှာကျွန်တော်တို့လိုချင်တဲ့ကျွန်တော်တို့မြန်မာနိုင်ငံတော်ကြီးဟာလှပတိုးတက်တဲ့နိုင်ငံတစ်ခုဖြစ်လာမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ရဲ့ YouTube channel ကိုကြည့်ရှုအားပေးခဲ့ကြတဲ့တော်လန်မိဘပြည်သူတူဦးတယောက်ချင်းစီတိုင်းကို ယေရှုအများကြီးတင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့တနေ့တာလုံးမှာအကျမ်းဖတ်အာနာသိန်းစစ်ရှုံးကောင်စီရဲ့စိတ်ဒုက္ခပေးမှုယံအပြင်မှာလဲဘေးမျိုးမျိုးဤအမျိုးမျိုးနဲ့ဒုက္ခပေးမှုယံကနေပြီးတော့မှကင်းဝေးနိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့သပါတယ်ခင်ဗျာကျွန်တော်ရဲ့အောင်မြင်ဖို့ YouTube Channel ကိုလည်း Like and Subscribe လုပ်ပေးထားကြဖို့ဒီနေ့ကနေပြီးတော့တောင်းဆိုအပ်ပါတယ်ခင်ဗျာကြီးစုအားပေးခဲ့ကြတဲ့ တော်လံမိဘပြည်သူတူတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ရှိပါတယ်ခင်ဗျာထာဝရမိုးဆန်းပန်းလိုလန်းဆန်းနိုင်ကြပါစေခင်ဗျာ